တို့ရှင်မေဆွေများအလုံးမင်္ဂလာပါရှင်ဒီကနေ့6ရက်5လ25ပေါ့နော်ညနေခင်း4ခွဲအတွက်ပါနော်ညနေခင်းအတွက်ပါခုထိတ်ကိုအရင်ဦးဆုံးပြပေးမယ်နော်ခဏလေးပါနော်နည်းနည်းမှောင်ရင်တော့ကင်မရာလည်းချိန်လိုက်ဒါဆိုရင်အခုထိတ်ကိုအရင်ဆုံးပြပေးမယ်နော်ထိတ်ကကြတော့ ဒီမှာရှိတဲ့၄၅၇၄၅ပေါင်းတော့၉၉ခွန်ပေါင်းတော့၆ပါဝါတက်နခကို၆တက်ကိုထိစီပေါ့နော်ဒါဆိုလို့ရှိရင်ထွက်ကနန်းကဒီမှာပေါ့နော်ညနေခင်းက၆၆၆ထိဆိုရကြမလို့၆တက်ကိုမှဒီမှာ၆ထိဆိုပြီးတော့စဉ်းထားတယ်နော် ါဆိုရင်ဆက်သွားမယ်ဒီမှာ၄၃ည၃ဒီနဲ့၃ညနဲ့ပေါင်းတော့၄၄ရဲ့၃ရဲ့ပေါင်းတော့ခွန်အာဝါနဲ့နက္ခတ်၃ည9နဲ့၃ညဆိုပြီးတော့ထိပ်စီး၃လောက်ရထားတယ်เนาะဒါဆိုရင်ဒီမှာပါထွက်ကန်တန်းက2 4 2ထိပ်ပေါ့เนาะခွန်နဲ့၃ညမှာဒီမှာ2ဆိုပြီးတော့စင်ထားပါတယ်ဒါဆိုရင်3 6 8ပေါင်းတော့9 9 8ပေါင်းတော့ခွန်ပါဝါနဲ့နက္ခတ်၃ညခွန်နဲ့၃ညထိပ်စီးပါเนาะဒါဆိုလို့ရှင် ိုဗရိတ်ကိုသွားရအောင်เนาะဗရိတ်ကိုသွားပါမယ်ဗရိတ်ကကြတော့ဒီမှာရှိတယ်ငါခွန်ခွန်ပေါ့เนาะ၃လုံးပေါင်းပါမယ်ငါးရဲ့ငါးရဲ့ပေါင်းတော့၃ည၃ညနဲ့ခွန်နဲ့ပေါင်းတော့ပေါင်းချင်းခွန်ပါဝါနှစ်နက္ခတ်၃ညခွန်နဲ့၃ညဗရိတ်ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ထွက်ကနန်လေးကိုကြည့်မယ်66 66 6နှလုံးပေါင်းတော့ပေါင်းချင်းနဲ့နှစ်ဗရိတ်ပေါ့เนาะဒါဆိုရင်ခွန်နဲ့၃ညမှာဒီမှာနှစ်ဗရိတ်ဆိုပြီးတော့ပေါင်းထားပါတယ် အဲဆိုဆက်သွားရအောင်ဒီမှာ၄၅၃ည၄၅ပေါင်းတော့၉၃ညနဲ့ထပ်ပေါင်းတော့လည်းပေါင်းချင်း၉ပါပဲเนาะအဲ့တော့ပါဝါလေးနက်ခတ်၆၉လေး၆ break ပါเนาะဒါဆိုရင်ထွက်ကနန်းကိုကြည့်အောင်ဒီမှာ၄လေး၄လေးနှလုံးပေါင်းတော့ပေါင်းချင်း၆၆ break ပေါ့เนาะ၉လေး၆မှာဒီမှာ၆ break ဆိုပြီးတော့ဆင်ထားပါတယ်ဒါဆိုဒီကသွားကြည့်အောင်၄ခွန်ပေါင်းတော့၉၉၆ပေါင်းတော့၅ပါဝါနက်ခတ်ပေါ့เนาะ သုံးညာသုံးပါเนาะဒါဆိုရင်ရတဲ့ခဏလေးတွေကိုတွေ့ကြည့်အောင်เนาะခွန်နဲ့သုံးညာခွန်နဲ့သုံးညာဒီမှာခွန်နဲ့သုံးညာပေါ့เนาะ၅ break ဆိုတဲ့ကြောင့်မလို့ခွန်ရှယ်နဲ့တော့သုံးညာ၅ပေါ့เนาะဒါတော့၅ break သုံးခွပါเนาะပြီးတော့လို့ရှိရင်သုံးညာ break ဆိုတော့ခွန်သုံးနဲ့ရှယ် ၃ည၃ညပေါ့နော်ဒါကတော့၃ည break ပါ၃ break ဆိုတဲ့ကြောင့်မလို့ခွန်6မိနစ်၃ည၃ပေါ့နော်ဒါကတော့၃ break လေးပါနော်ဒါဆိုရင်မူရအောက်ကွက်ကလေးကိုကြည့်မယ်6 take 2 break ပေါ့နော်ဒါလို့ရှိရင်ဒါလိုမျိုးပေါ့နော် ါးဆိုလို့ရှိရင်ခွန်ထိတ်ကိုတုံညာပရိဆိုတော့ခွန်သုံးတုံညာပရိကောင်းပါတယ်နော်ပြီးတော့နှစ်ထိတ်ကိုသုံးပရိဆိုတော့နှစ်တက်ပေါ့နော်နောက်ကကမူရအောက်ပိုင်းနဲ့ထွက်လာပါတယ်နော်ဒါအခုလိုမှတော့ကြိုက်တူနဲ့ကြိုက်နဲ့တက်မယ်ဆိုလိုက်ပြီးတော့ကစားကြပါနည်းနည်းကင်းမှကန်ကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်